အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့ကိုကန့်လက်နက်ကန်ဖွဲ့ MNDAA တွေဟာကုန်းကျန်းတဲ့လောက်ကန်အထိပြန်ဆုတ်ရတော့မယ့်အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တချို့ကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကိုကန့်တွေအနေနဲ့ဒီပြောင်းရွှေ့လမ်းမကြီးပေါ်မှာရှိတဲ့လာရှိုးမျိုးကို2024ခုနှစ်ကနေကဒီရှမ်းမြောက်ကျူးကျော်စစ်အတွင်းမှာထိန်းချုပ်ခဲ့ကြတာဖြစ်တယ်ဒီလာရှိုးကိုထိန်းချုပ်ဖို့လုပ်တဲ့အချိန်မှာ MND အနေနဲ့ဒီ NUG အပါအဝင် ပြည်ပနိုင်ငံတချို့ရဲ့ဒီထောက်ပံ့ပေးမှုတွေအပြင် PNN တွေ PDF တွေရဲ့အင်အားတွေနဲ့ပူးပေါင်းပြီးတော့ထိန်းချုပ်ခဲ့ကြတာဆိုပေမဲ့လည်းတက်မတော်အနေနဲ့ဒီတနည်းမပြည့်ခင်မှာပဲလာရှိုးမျိုးကိုတနက်တစ်ချက်ကြည်တထောင်ဖောက်ဆရာမလို့ပဲနဲ့ဒီ2025ခုနှစ် AB လ22ရက်နေ့မှာပဲအလိုတကူပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ MND အနေနဲ့လာရှိုးနဲ့တင်နေကြမှာရှိတဲ့နားစော့ဒေတာအထိဆုတ်ခွာပေးခဲ့ရတာဖြစ်တဲ့အပြင်ဒီတီဘောနဲ့လာရှိုးကြားက မေဟန်အထိဆုတ်ခွာပေးခဲ့ရတာဖြစ်ပါတယ်အဲ့တော့တမတော်အနေနဲ့နောင်ချိုကြောင့်မဲဤဘောကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပေမဲ့လည်းတရုတ်မြန်မာကုံတွယ်ရေးလက်မှတ်ကြီးဖြစ်တဲ့ဒီပြည်ထောင်စုလက်မှတ်ကြီးကိုတော့ဖွင့်လှစ်နိုင်တဲ့အနေအထားမရှိသေးဘူးလို့ပြောရမှာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကိုကန်တက်တွေအနေနဲ့တီဘောသဒ္ဒါရဲ့အရှိတ်အချမ်းနဲ့ဒီမေဟန်နဲ့မိုင်းရဲ့ချားမှာတက်စခန်းတွေချထားသေးတာဖြစ်တဲ့အပြင်တိန်ဒီမျိုးအနီးမှာလည်းဒီကိုကန်တက်တွေအနေနဲ့ တက်စကန်တွေချထားတာကြောင့်မဖြစ်ပါဘူး။ဒါပေမဲ့လည်း MND အနေနဲ့လာရှုမြို့ကိုလက်လွတ်လက်ရပြီးတော့9လအကြာမှာပဲလာရှုနဲ့မိုင်းရဲကြားမှာရှိနေတဲ့ခိုးရလမ်းပိုင်းတွေမှာတက်ဆွဲထားတဲ့တက်စကန်တွေကိုလောက်ကင်ဖက်ထီကိုဆုတ်ခွာပေးလိုက်ရတယ်ဆိုတဲ့သတင်းတွေလည်းထွက်လာတာရှိတယ်။ဒီလာရှုကနေဆုတ်ခွာပြီးတဲ့နောက်မှာတီဘောလမ်းပိုင်းမှာတက်စကန်တွေချထားတယ်။ကြီးတီဘက်ကနေလာမယ်ဆိုလို့ရှိရင်လည်းနန့်လန်အဲ့ဒီကနေတဆင့်မိုင်းရဲ့ဘက်ကနေတန်ရန်ကိုသွားမဲ့ဒီဟိုရလမ်းစုံ အဲ့ဒီလမ်းစုံကနေလာရှိုးအထိလာနိုင်တဲ့လမ်းပိုင်းတွေမှာ MND အနေနဲ့တက်စကန်တွေချထားတာဖြစ်ပါတယ်။ဒါပေမဲ့ MND အနေနဲ့လာရှိုးနဲ့မန်ရဲကြားကဒီမေဟန်နန့်ပေါင်အပြင်အဲ့ဒီကနေတဆင့်ကိုရနဲ့ဒီမန်ရဲကြားမှာရှိတဲ့တက်စကန်တွေအားလုံးကိုဒီလောက်ကိုင်းအထိပြန်ပြီးတော့ဆုတ်ခွာပေးနေရပြီပဲဖြစ်ပါတယ်။ဒီပြောင်းလက်မှတ်ကြီးပြန်ပြီးတော့ခွင့်လွှတ်နိုင်ဖို့ ਨੇ ဒီအခြားအကြောင်းအရာတွေအတွက်တက်မတော်ကကိုယ်စားလှယ်တွေနဲ့ ဒီ MND အဖွဲ့တော်ကဒီနှစ်ပတ်တကြိမ်လာရှိုးမှာတွဲဆုံဆွေးနွေးကြတယ်ဆိုပြီးတော့လည်းသိရတယ်။တက်မတော်အနေနဲ့တိန်ဒီကိုတာပြန်ပြီးထိန်းချုပ်နိုင်ခဲ့မယ်။ဥက္ကဋ္ဌတွေအနေနဲ့တိန်ဒီကိုတာတက်မတော်ထံပြန်ပြီးလွှဲပြောင်းပေးလိုက်မယ်ဆိုရင်ပြည်အောင်လက်မှတ်ကြီးဖြစ်တဲ့ဒီချင်းရှိဟော်လမ်းပိုင်းအထိတက်မတော်ကထိန်းချုပ်နိုင်တော့မှာဖြစ်တယ်လို့မူဆယ်105မိုင်လမ်းထိကိုလည်းထိန်းချုပ်တောင်းနိုင်မှာပဲဖြစ်ပါလား။ဒါကြောင့်မလို့တက်မတော်ဘက်ကကြည့်ရင်ဒီတိန်ဒီကိုပြန်ပြီးထိန်းချုပ်နိုင်ရေးဥက္ကဋ္ဌဘက်ကကြည့်ရင် တင်းဒီကိုတက်မတော်ထန်လွှဲပြောင်းပေးရေးတွေကဒီပြည်အောင်လမ်းမကြီးအလုံးစုံဆင်းလုံးချောဖွင့်လွှတ်နိုင်ရေးအတွက်အရေးကြီးတဲ့ညှိနှိုင်းမှုဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်။ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြည့်မယ်ဆိုရင်လည်းဥက္ကဋ္ဌတွေအနေနဲ့ဒီလောက်ကိုင်းတဲ့ကုန်းကျန်းဒေသတွေကပဲသူတို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီးတော့ပြဋ္ဌာန်းထားတာဖြစ်တဲ့အတွက်ဒီကုက္ကဋ္ဌတွေအနေနဲ့ကုန်းကျန်းနဲ့လောက်ကိုင်းအထိစုတ်ခွာပေးရမှာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံကုမင်းဆွေးနွေးပွဲမှာကလေးက ပနမအဆင့်အနေနဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဦးကန်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသလို့သတ်မှတ်ထားတဲ့ဒီလောက်ကိုင်းတဲ့ကုန်းချမ်းကလွှဲရင်ပြီးခဲ့တဲ့နိုင်ငံရေးအခင်းကြီးတုန်းကလက်နက်ကန်အကြမ်းဖက်လမ်းစဉ်တွေဒီထိမ့်ချုပ်ထားတဲ့ကွမ်းလုံ၊ကွတ်ခိုင်၊တိန်နီနန်းဖက်ကမြို့ရွာတွေအပြင်ဒီပြည်အောင်စုလက်မှတ်ကြီးပေါ်မှာရှိတဲ့မြို့ရွာတွေကပါဆုတ်ခွာပေးရမယ်ဆိုပြီးတော့သဘောတူညီချက်တွေလည်းရှိခဲ့ကြပြီဖြစ်ပါတယ်။ဒါပေမဲ့တမတော်အနေနဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအလုံရှုံနေကြတာကိုအခွန်ကောင်းယူပြီးတော့ MND အနေနဲ့ဒီတိန်နီနဲ့ကုတ်ခိုင်မျိုးတွေကိုတက်မတော်ထံလွှဲပြောင်းပေးရေးကိုမတိကျင်အောင်ဆောင်ပြီးတော့ရသလောက်အချိန်ဆွဲနေတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်။ဘလို့ပဲဆိုစေကမူ MND အနေနဲ့ဒီရွေးကောက်ပွဲမတိုင်ခင်လာမယ့်ဒီဇင်ဘာ28ရက်နေ့မတိုင်ခင်တိန်နီနဲ့ကုတ်ခိုင်မျိုးကိုလွှဲပြောင်းပေးရမှာဖြစ်တယ်လို့လည်းသိရတယ်။ဒီအချုပ်အနေနဲ့ပြောရရင်တက်မတော်အနေနဲ့ဒီပြီးခဲ့တဲ့ရက်ပိုင်းကမူဆယ်ဘက်ကိုရဟန့်ရင်နေနဲ့အင်အားဖြည့်တင်းနေတယ်လို့လည်းသိရတယ်။ဒီအခင်းချင်းကိုကြည့်မယ်ဆိုရင် ဲ့မတော်အနေနဲ့ဒီရွေးကောက်ပွဲမတိုင်ခင်မူဆယ်105မိုင်ကုံသွဲရေးစုံကိုပြန်ပြီးတော့ထိန်းချုပ်နိုင်အောင်လုပ်လိမ့်မယ်လို့သုံးသပ်မိတယ်။မူဆယ်105မိုင်ဆိုတာက MNDA အပါအဝင်ပြည်နယ်အနေနဲ့အေအကြမ်းဖက်အဖွဲ့အစည်းတွေကထိန်းချုပ်ထားတာဖြစ်တဲ့အတွက်ဒီပြည်အောင်စုလမ်းမကြီးအပါအဝင်ငယ်ဆက်ကုံသွဲရေးလမ်းကြောင်းတွေကကျင်သလောက်ခီးမပေါက်သေးတာဖြစ်ပါတယ်။ဆိုတော့တမတော်အနေနဲ့ဒီပြည်သူ့လက်မှတ်ကြီးတလျှောက်တရုတ်မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကြီး ွင့်လွှင့်နိုင်ဖို့အတွက်ဆိုရင်အဲ့ဒီလမ်းကြောင်းတစ်လျှောက်မှာရှိနေတဲ့အကြမ်းဖက်အဖွဲ့တွေကိုဖယ်ရှားဖို့လိုအပ်မှာပဲဖြစ်ပါတယ်။အဲ့တော့လက်ရှိမှာ MND အဖွဲ့အတွေအနေနဲ့သူတို့တက်ဆွဲထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကိုရနန့်ပေါင်းမင်းဟန်နောင်မွန်နားစော့ဒေသတွေကတက်တွေစုခွာနေကြပြီဖြစ်တဲ့အတွက်ဒီအကြမ်းဖက်အဖွဲ့ကိုကန့်တွေအနေနဲ့သူတို့ရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့လောက်ကိုင်းကုန်းချမ်းအထိတခါတည်းစုခွာသွားမလား ဒါမှမဟုတ်တိမ်ဒီမှာပဲစခန်းချနေပြီးတော့ပေကက်ကက်လုံးနေအောင်လားဆိုတာကိုလည်းစောင့်ကြည့်ရမှာဖြစ်တယ်လို့ဒီလားရှိုးကိုတက်မတော်ထံလွှဲပြောင်းပေးလိုက်ရပြီးခွန်လအကြာမှာပဲ MND အဖွဲ့တွေရဲ့ပထမဆုံးစီအရွေးတစ်ခုပြုလုပ်လာတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါအားလုံးကိုကျေးဇူးတင်ပါတယ်